အလုံးမမင်္ဂလာပါကုခဲချယ်ဆီဖန်ပေ့ချ်ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေကျွန်တော်ချယ်ဆီနဲ့ပတ်သက်တဲ့သတင်းတချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်ကျွန်တော် international break တွေလည်းရှိတဲ့အခါကျတော့ဒီတစ်ပတ်မှာချယ်ဆီအသင်းရဲ့တချို့ကစားသမားတွေနိုင်ငံလည်ွေးစဉ်အသင်းနဲ့အတူပွဲကစားဖို့ရှိတယ်ဒါပေမဲ့ချယ်ဆီရဲ့ဆွေးနွေးညှိနှိုင်းမှုတွေ ကောင်းတဲ့အတွက်ကြောင့်တချို့ကစားသမားတွေဒီနိုင်ငံလက်ရွေးစင်အသေးနဲ့တူမပူပေါင်းဖြစ်တော့ဘူး Moises Caicedo ဆိုရင်နီးပြအန်โดမာရက်ကကိုတိုင်ကနိုင်ငံလက်ရွေးစင်အသင်းကိုဒါသွားမကစားဘူး request လုပ်ခဲ့တယ်အဲ Caicedo ကတော့ဒီပိုင်းသူမပိုင်ဘူးပေါ့နော်သူတို့ရဲ့စာချုပ်စာတမ်းထဲမှာလည်း National Team ကခေါ်ရင်ဒါဈေးလိုပေးရမယ်ဆိုတော့အခန်းကဏ္ဍတွေပါတယ်ဗျာအဲ့တော့ကိုတိုင်ကိုကြတောင်းဆို Ecuador နီးပြကိုအန်โดမာရက်ကတောင်းဆိုခဲ့တယ်အစဉ်ပြေသွားတယ် အတင်းတွက်အရန်ကိုအတိတ်ပဲရှိတဲ့ညီနိုင်မှုတွေဗျ။ဘာကြောင့်လဲဆိုတော့ bro လည်းသိတယ်။ဒီ international ပွဲတွေရှိတဲ့အခါကျရင်ကျွန်တော်တို့မှာမျက်ခုံးလုံနေရတာ။အဘယ်ကစားသမားဘလို့နာသွားမလဲ။အဘာဖြစ်မလဲ။စသဖြင့်ပေါ့နော်။ခြေသန်းပွဲပဲဖြစ်ဖြစ်ခြေစစ်ပွဲပဲဖြစ်ဖြစ်ဘလို့ပွဲပဲဖြစ်ဖြစ်ဗျာ။အသေးအတန်ကန်တာ။ကစားသမားတွေမှာ short ကန်တယ်ဆိုတာမရှိဘူးဗျ။ရှားတယ်ဗျာ။လုပ်ပွဲဆိုတာရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့တော်တော်အဆင့်တန်းနေတဲ့အဲလီတွေပြိုင်ပွဲတွေလောက်သာရှိမယ်။တကယ်အဆင့်မြင့်တဲ့ဒါ FIFA ရဲ့ အဲအတိမတ်ပြုအစင်းမြင့်ပြိုင်ပွဲတွေဘာတွေမှာ အလောက်ထိမလွယ်ကူပြောချင်တာကျွန်တော်တို့အတလူဒဏ်ရာရနိုင်တဲ့အခွင့်အလံမျိုးတွေကနေဆွဲထုတ်နိုင်ကြတာတိတ်ကိုကောင်းတယ်။ဟုတ်ကဲ့တလက်စာတွေမြတ်ဆက်ပေးချင်တာကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကုညီပတ်မှုထားတဲ့တောချက်မှာကျွန်တော်ညီကိုတွေအနေနဲ့မောင်ငါး6အိုင်ဘတ်89နဲ့၅ဒလုံးမစ်တိုကိုမမသစ်ဘောနဲ့ယူနိဖြစ်ဘောနဲ့တပတ်နဲ့ချိန်နဲ့ယုံကြည်စိတ်ချသွားစော်ကစားလို့ရပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 893 1380မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်။ ဲ့တော့ Moises Kai ဆိုလို့ဘီနောက်ထပ်တယောက်ကို Chelsea အသင်းဒီအာဘယ်လိုပြောမလဲနိုင်ငံတကာပွဲစဉ်တွေကနေထပ်ပြီးဆွဲထုတ်ထားနိုင်ခဲ့တယ်။အကစားသမားကတော့ Reece James ဖြစ်ပါတယ်။သတင်းဖော်ပြချက်အရဒါ Simon Johnson ရဲ့ဟိုဖော်ပြချက်ထဲမှာဆိုရင် Reece James ကတကောက်ကျော်ဒဏ်ရာကိုသူနည်းနည်း safe ဖြစ်ခြင်းနဲ့အတွက်ကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီတကောက်ကျော်ဒဏ်ရာလည်းပြဿနာတော့မရှိဘူး။စိုးရင်စရာလည်းမရှိဘူး။ထပ်ဖြစ်မှာစိုးတဲ့အတွက်ကြောင့်ပေါ့နော်။ Reece James နှုတ်ထွက်တယ်ဆိုတာကလည်းဒီတိုင်းဟိုနှုတ်ထွက်ချင်တိုင်းနှုတ်ထွက်လို့မရဘူးပေါ့မျက်နှာတွေရှိတယ်ချယ်ဆီကနောက်ကွယ်ကနေ request လုပ်တာလဲပါကောင်းပါလိမ့်မယ်။မင်းရဲ့ဒဏ်ရာပြဿနာအခြေအနေဒီလိုရှိတယ်။ရတော့မှစိုးတဲ့အတွက်ကြောင့်ဒါမှမဟုတ်လဲကြန့်ခိုင်မှုမပြုတ်ရမှစိုးတဲ့အတွက်ကြောင့်ဒါတော့ကျွန်တော်တို့လည်းမမြင်ဘူးဗျာ။သို့တော်လည်း Chelsea ရဲ့တောင်းဆိုမှုတော့ရှိမှာပဲ။အဲ့တော့ Chelsea တောင်းဆိုမှုကိုလိုက်ရောဖို့အတွက်ကလည်းတိတ်ပြီးမခက်ခဲတဲ့နီးပြဖြစ်နေ။အင်္ဂလန်နီးပြ Thomas Tuchel ီတော့ကျွန်တော်တို့အနေနဲ့ရေကန်အသင်ကြာသင်ဖြစ်နေပါတယ်ဆိုတော့ Reese Jane အနေနဲ့အများရန်ပွဲကစားဖို့ဆိုတာတိတ်မဖြစ်နိုင်သေးဘူးလားပေါ့နော်သူ့ရဲ့ကြန့်ခိုင်မှုဘိုင်းကစိုးရင်စရာအနေထားရှိနေသေးတယ်ပွဲတစ်ပွဲကစားမယ်ဆိုရင်တော့မှမိနစ် 90အပြည့်မှာကစားနိုင်တာဒီ national team မှာပါသွားကစားပြီးရင် club team ကိုပြန်လာဆိုပို့ပြီးအချင်းနေစိုးသွားနိုင်ပါတယ်အခုလောလောဆယ်တော့ reach ချင်းကဒဏ်ရာပြဿနာကြီးကြီးမားမားမရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထက်ပို့ပြီးကြန့်ခိုင်မှု ပြေဝလာဖို့ပဲမျှော်လင့်နေ reach james ရဲ့ အသင်းမှာအရေးပါအရောက်မှုကိုလည်းကျွန်တော်ညီကိုတွေအားလုံးမြင်တဲ့အတိုင်းပဲပြီးခဲ့တဲ့တပတ်တုန်းက Liverpool နဲ့ကန်တဲ့ပွဲစဉ်မှာဒါ Reece James ရော Moses Kyle တို့ကိုကောင်းနေလို့ကျွန်တော်တို့ခံတာသွားတာ Reece James ဒီဘလောက်ပဲနာနာအသင်းကိုအများကြီးအကျိုးပြုနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Reece James England National Team ကနှုတ်ထွက်လိုက်တာဝမ်းသာတယ် Okay အဲ့ကျွန်တော်နောက်ထပ်ဆွေးနွေးရမယ့်သတင်းကတော့ Tattoo UV ကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ကျွန်တော်တနေ့လောက်ခရေကလွန်ခဲ့တဲ့နှစ်ရက်လောက်တည်းကဒီသတင်းကြားရတာပေါ့နော်။ Chelsea ကတဲ့ပြီးခဲ့တဲ့နွေရာသီက Juventus ရဲ့ Turkey တောင်ပံကစားသမား Gidis ကို Euro 68သန်းနီးပါးပေးပြီးကမ်းလှမ်းခဲ့ပေမဲ့ Juventus ကပယ်ချခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ ချယ်ဆီကဒီတူတကီကျယ်ဝင့်ကစားသမားကိုခေါ်ဖို့လက်မလျှော့သေးပဲနဲ့မကြမီကာလအတွင်းဆိုတော့ဇန်နဝါရီပြောင်းရွှေ့ကာလလောက်ပေါ့နော်ထပ်ပြီးတော့ကြိုးစားသွားနိုင်တယ်လို့သိရပါတယ်တကယ်ကြီးဟီဒစ်ကိုစိတ်ဝင်စားတာပါဒါကရူမာစတော့မဟုတ်ဘူးဗျချယ်ဆီကအလီဂျန်ဒရိုကာနာချူရူဂီဒန်စတိုကိုမခေါ်ယူစဉ်အချိန်ကာလတည်းကဟီဒစ်ကိုရအောင်ခေါ်ယူခြင်းခဲ့တာဟီဒစ်ကလည်းတိတ်ကိုကောင်းတဲ့ကစားသမားတကယ်တည်းနဲ့အများကြီးဖြစ်လာနိုင်တယ်ဒါပေမဲ့ပြည့်နေတဲ့အိုးကိုတော့ကျွန်တော်ကထပ်ပြီးတော့ရေမပြည့်စေချင်တော့ ယီဒစ်ဘလောက်ကောင်းကောင်းလက်ရှိကစားသမားတွေကလည်းဟိုကစုံရွက်ရောင်းတို့လို့သိရမှာချမောင်ပင် ရောင်းတို့လို့ရော့ပြန်ရောင်းမယ်ဆိုပြီးလုံလို့မရတဲ့သူတွေပါယီဒစ်ဒီလက်ဖွဲမှာဆိုရတယ်ချယ်ဆီရဲ့လက်ဖွဲမှာလက်ရှိကစားနေတဲ့ကစားသမားတွေဒီယီဒစ်တက်မကောင်းရင်တော့ယီဒစ်နဲ့တိတ်ပြီး level မကွာတဲ့ကစားသမားမျိုးတွေအလီဂျန်ဒရိုဂါနာချိုရူဂစ်ဒန်စ်တို့အဲ့တော့ကြောင့်အပြောင်းရွှေ့တွေကိုဦးစီးဦးဆောင်လှုပ်ဆောင်နေတဲ့သူတွေဒီဆုံးဖက်ချက်မှန်ကန်မှုအရေးကြီးပါတယ်အဲယူဗနက်စ်အခုလို့မယောင်းချရကျင်တာကလေယီဒစ်ရဲ့ တန်ကြီးကဒီထက်ပိုပြီးတက်လာနိုင်ကြီးရှိတဲ့အတွက်သူတို့မရောကြတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်တိုးတော့ကျွန်တော်တို့အခါနှောင်းသွားပြီးရီဒစ်ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာထပ်ပြီးစူးစမ်းမှုမပြုလုပ်သင့်တော့ဘူးလို့တော့ကျွန်တော်ယူဆပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာတောင်မန်ကစားသမားအကောင်းတွေကလိုရာတက်ပူများနေပြီဂျိုဗနီကွင်းဒါကလည်းနောက်ဘောလုံးရာသီမှာလာအောင်မယ်ဆိုတော့ယီဒစ်တွက်နေရာမရှိဘူးယီဒစ်ကိုခေါ်ရင်လည်းတခြားကစားသမားတွေနေရာပျောက်ပြီးတော့ရိုင်းစတာလင်လိုဟိုချောင်တို့ဒီချောင်တို့လိုဖြစ်သွားမှကျွန်တော်အနေနဲ့စွေမိတယ်အဲ့တို့ကြောင့်ကျွန်တော်ကတော့ ယီဒစ်ကိုပါစနယ်ရသဘောကြတယ်တကယ်ကိုမိုက်တယ်ကစားသမားတို့ပေမဲ့လေเชลซีအတွက်ဆိုရင်တော့မလိုအပ်ဘူးလို့ထင်ပါတယ်ကဲကျွန်တော်ညီကိုရောကျွန်တော်အခုဆွေးနွေးသွားခဲ့တဲ့သတင်းတွေပေါ်မှာဘာတွေမှတ်ချက်ပေးခြင်းတယ်လဲ comment ထဲမှာဝင်ရောက်ပြန်လည်ဆွေးနွေးသုံးသပ်သွားနိုင်ပါတယ်ခင်ဗျာ